ရင်းပယ်တဲ့အချိန်ရောက်လာတယ်။အဲ့ဒါအသင်းတော်ရဲ့နစ်နာမှုဖြစ်တယ်။ယုံကြည်သူတိုင်းရဲ့နစ်နာမှုဖြစ်တယ်။ယဝတ္ထုပစ္စည်းတွေကိုဗဟုပြုတ်အောင် ဟောပြောတဲ့တရားဟောချက်တွေဟာဒီနေ့ခေတ်မှာပို့ပြီးတော့မှလူလူကြိုက်များလာတယ်။ကျွန်တော်ပြောပြခြင်းတယ်ဘယ်တရားစစ်တရားမှန်မှကိုယ့်ရဲ့လောဘဒေါသမောဟအတ္တမာနကို အာမပေးဘူး။ကိုယ့်ကိုလောဘကြီးအောင် ဟောပြောနေပြီဆိုရင် ကိုကိုမာနကြည်အောင်ဟောပြောနေပြီဆိုရင် ကိုအတ္တကြည်အောင်ဇာတိကိုအာကောင်းအောင်ရုပ်ဝတ္ထုပစ္စည်းကိုတာ၍တာ၍ဘ ਹੁ ပြုအောင်ဟောပြောပြီဆိုရင်အဲ့နေရာဟာသင်ပြေးရမယ့်နေရာဖြစ်တယ်ထွက်ပြေးရမယ့်နေရာဖြစ်တယ်သင်သွားရမယ့်နေရာမဟုတ်အဲ့ဒါသင်အချိန်သွားဖြုံးတာပဲအဲ့ဒါဆိုရင်ဆရာမချမ်းသာခြင်းဘူးလားချမ်းချမ်းသာခြင်းတာပေါ့ဒါမဲ့ဖျားကိုအတုံးပြုတ်ပြီးဖျားနာမကိုခူတုံးလုပ်ပြီးချမ်းသာဖို့ကြိုးစားခြင်းဟာစီးပွားရေးလုပ်ပြီး ချမ်းသာဖို့ကြိုးစားခြင်းထက်နှိမ့်ကြရဲဆိုတော့သိစေခြင်းလေဘုရားဟာကျွန်တော်တို့ကို လုံလောက်အောင်မာစားဖို့ထောက်ပံ့ဖို့ကျွန်တော်တို့ကအာမခံပြီးသားဖြစ်တယ်အာမင်ကျမ်းစာကိုကိုင်ပြီးတော့ကျမ်းစာကိုဖတ်ပြီးတော့မှကျွန်တော်တို့ကိုဘုရားကနားလည်စေခြင်းကထာဝရအရာဖြစ်တယ်လောကကြီးကမတင်ပေးနိုင်တဲ့အရာဖြစ်တယ်ကျွန်တော်မြန်မာပြောသလိုပဲချမ်းသာကြွယ်ဝဖို့တင်လောကကြီးမှာတင်ယူလို့ရတဲ့နိလန်းအများကြီးရှိတယ်။စီဝါရေးနိလန်းတွေရှိတယ်။ လို့နေထိုင်သက်ရှင်ရမလဲဘလို့ style ကြကြဝတ်စားရမလဲဘလို့စကားပြောရမလဲဒါတွေအားလုံးလောကမှာတင်နိုင်တယ်ထာဝရမှာရှိတဲ့ထာဝရအရာနဲ့ဆိုင်တဲ့ဝိညာဉ်အရာကိုတော့တင်တမချမ်းသာကလွယ်ပြီးဘယ်နေရာကမှမတင်တင်လို့မရဒါပေမဲ့တမတရားချမ်းသာကိုအသုံးပြုပြီးတော့မှကျွန်တော်တို့ကလောကကတင်ပေးနိုင်တဲ့အရာမျိုးကိုရှာဖွေနေတယ်ဆိုကျွန်တော်တို့လောက်မိုက်မဲတဲ့သူမရှိဆိုတော့ဒါကိုတတိထားပါ ဲ့ဒါကိုသင်ကျမ်းစာကိုနှလုံးဖွင့်ပြီးတော့မှကိုရောကျွန်တော်ကိုသင်မှာကျွန်တော်ကိုပြင်မှာကျွန်တော်အတွေးခေါ်ကိုပြင်မှာလို့ဖះကိုကိုဇာတိတွေကိုချိုးဖြတ်ခံပြီးတော့မှတွင်တင်ခံဖို့ဖះကိုအခွင့်မပေးသေးရွေ့ကျွန်တော်တို့ကဝิญญည်ရမှာအလိန်ခံနေရအောင်မှာပဲငွေလိန်ခံရရင်သင်ပြန်ရှာလို့ရတယ်ပစ္စည်းအလိန်ခံရရင်လည်းသင်ပြန်ဝယ်လို့ရတယ်တင်းရဲ့အချိန်ကိုအလိန်ခံရရင်အဲ့ဒီအချိန်သင်ပြန်မရဘူး ဝิญဉ္ဇေယအလင်ခံရရင်ရောတင်ထာဝရမှာဆုံးရှုံးသွားလိမ့်မယ်တဘောပေါက်ပါကျွန်တော်တို့အသိတော်တွေဟာနမိတ်လက္ခဏာကိုလိုအပ်တယ်ဒါပေမဲ့အဲ့နမိတ်လက္ခဏာကြီးယုံကြည်သူတို့အတွက်အဓိကမဟုတ်ဘူးမယုံကြည်သူတို့အတွက်ဖြစ်တယ်တမန်တော်ဝိတ္ထုကိုကျွန်တော်တို့ဖတ်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်ကျမ်းစာမှာနမိတ်လက္ခဏာကြောင့်ပြောင်းလဲတဲ့သူတွေရှိတယ်ပြောင်းလဲလာပြီးတဲ့နောက်မှာအသိတော်မှာတစ်ချိန်လုံးနမိတ်လက္ခဏာလုတ်တယ်ဆိုတဲ့ဟာကိုမှတ်တမ်းမတင်တော့ဘူး မလုံလို့မဟုတ်ဘူးမရှိလို့မဟုတ်ဘူးဒါတွေဟာယုံကြည်သူတို့အတွက်အဓိကဘ ਹੁ ပြောရမယ့်အရာမဟုတ်တော့လို့ဖြစ်တယ်ဒါပေမဲ့ဝမ်းနဲ့စရာကောင်းတာဒီနေ့အသိန်းတော်မှာယုံကြည်သူတွေကနမိတ်သက်ခဏနောက်ပဲလိုက်နေတုံးပဲအဲ့ဒါမယုံကြည်သူတွေအတွက်ယုံကြည်သူဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဘ ਹੁ ပြောရမှာကဖရားကိုတော်တိုင်ဖြစ်တယ်အာမင်ဖရားရဲ့မျက်မှောက်တော်ဖြစ်တယ်ဖရားနဲ့ရင်းနှီးကျွမ်းဝင်ခြင်းဖြစ်တယ်အနေဖြစ်စေအမြင့်ဖြစ်စေလားကြမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေ ဘလို့ချီနေမဲ့ကြုံကြုံငါဖះကိုတစ္ဆာရှိမယ်ဖះစကားပေါ်မှာယက်တည်မယ်ဆိုတဲ့ကျွန်တော်တို့ရဲ့ယက်တည်မှုကျွန်တော်တို့ရဲ့တစ္ဆာကဖះအလိုရှိဆုံးအရာအလိုချင်ဆုံးအရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဖះနောက်လိုက်ရင်ချမ်းသာခြင်းကြတယ်ဖះနောက်လိုက်ရင်လည်းကျွန်တော်တို့ကထင်ပေါ်ခြင်းကြတယ်ဖះနောက်လိုက်ရင်လည်းကျွန်တော်တို့ကကြော်ကြားခြင်းကြတယ်ပြီးရင်အဲ့ဒါခရစ်တော်ကိုထင်ရှားတယ်လို့ထင်တယ်အဲ့ဒါခရစ်တော်ရဲ့သဘောမဟုတ်ဘူးမိတ်ဆွေခရစ်တော်ရဲ့သဘောကအဲ့ဒါမဟုတ်ဘူး ခရစ်တော်ဟာမြေကြီးပေါ်မှာသူ့ကာလမှာအကျော်ကြားဆုံးသောတရားဟောဆရာဖြစ်ခဲ့တယ်။ဒါပေမဲ့သူကကြော်ကြားဖို့တရားဟောခဲ့တာမဟုတ်ဘူး။သူအသေးခံမဲ့အကြောင်းကိုနားလည်ဖို့အတွက်အဲ့ဒီအသေးခံခြင်းနဲ့ဆိုင်တဲ့အကျိုးကိုခံစားရဖို့အတွက်လူတွေကိုသူ့စီကိုဆွဲခေါ်တာဖြစ်တယ်။သူကကြော်ကြားဖို့လုပ်လုပ်ခဲ့တာမဟုတ်ဘူး။နမိတ်လက္ခဏာတွေကိုသူဘလောက်တကိုးရှိတယ်ဆိုတာလိုက်ပြီးဝါကြွားခြင်းနဲ့ပြနေခဲ့တာမဟုတ်ဘူး။ကျွန်တော်အများအားပြောလို့ရှိတယ်။နော်။ကြံခဲ့တဲ့ အဲနှစ်ပတ်လောက်ကဆိုကျွန်တော်တို့ဒါပင်ဒီကုတ်တွေတင်းငုံနေနေဖြစ်တယ်ပင်ဒီကုတ်တွေအကျိုးဆိုတာပါလေယေရှုကနမိတ်လက္ခဏာပြတာမဟုတ်ဘူးအနာရောဂါငြိမ်းပြတာမဟုတ်ဘူးတကိုးပြတာမဟုတ်ဘူးလူတွေကိုတနာလို့ကဲတာအာမင်တနာလို့ကဲတာသူအဓိကသွားတဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင်နိုင်ငံတော်နဲ့ရှင်နေအဝိလီတရားကိုဟောပြောဖို့ပဲ။ ူဟာမေရှိယဖြစ်တယ်။သူဟာလူတွေရဲ့အပြစ်ထဲကနေလူတွေကိုကယ်တင်ဖို့လာတာဖြစ်တယ်။ဒါပေမဲ့သူတကယ်ကယ်မယ်ဆိုတာကိုလူတွေကချက်ချင်းဘလို့လို့လက်ခံနိုင်မလဲ။မြင်နေရတဲ့ခန္ဓာနဲ့ပတ်သက်တဲ့အရာကိုတော့မတနာဘူးဆိုရင်တော့ကိုယ်ဝိညာဉ်အတွက်တနာတယ်ဆိုတာလူတွေကဘလို့လို့သိနိုင်မလဲ။အဲ့တော့သူရှိကိုမျက်စိကန်းတဲ့သူရောက်လာတဲ့အခါမှာသူတနာတယ်။ဒါကြောင့်မျက်စိမြင်ဖို့သူကူညီတယ်မှဆာတယ်။သူရှိကိုဟလာအနာရောဂါခံစားနေရတဲ့သူရောက်လာတဲ့အခါမှာသူ့ကိုကယ်တင်တယ် ဒါပေမဲ့ तू ဟာ healing crusade မလုပ်ဘူးသိစေချင်တယ်ယေရှု healing crusade မလုပ်ဘူးယေရှုလုပ်တဲ့ယေရှုလူတွေကိုဆွဲခေါ်တဲ့အရာကဘာလဲဆိုရင်နိုင်ငံတော်နဲ့ရှင်တဲ့ evangelist တရားဝယ် तू ဟောတာဖြစ်တယ်သေချာနားထောင်ကြည့်ပါယေရှုဟောတဲ့တောင်ပေါ်ဒေသနာတို့ဘာလို့ကိုနားထောင်ကြည့်ပါဒါပေမဲ့အဲ့ဒီလိုဟောနေတဲ့အချိန်မှာလူတွေလာတဲ့သူတွေထဲမှာဒုက္ခရောက်နေတဲ့သူတွေတွေ့ရတယ်လိုအပ်နေတဲ့သူတွေတွေ့ရတယ်အဲ့ဒီခါမှာ तू တနာတယ် तू မဆာ နဆိုးဆွဲတဲ့သူတွေတွေ့တယ်နဆိုးနေပေးတယ်ဒါပေမဲ့ तू ဟာ deliverance crusade လည်းမလုပ် healing crusade လည်းမလုပ်ယေရှုကြောင့်အနာရောဂါညင်းတဲ့သူရှိလားရှိတယ်ဒါပေမဲ့ तू ဟာအနာရောဂါညင်းပွဲလုပ်ဖို့တွားတာမဟုတ်ဘူးဒီလိုပြောတချို့စိတ်ထဲမှာဟာဒီဆရာတော့တိုက်ခိုက်နေပြီကျွန်တော်အမှန်တိုင်းပြောတာစံစာဖတ်ကြည့်အဓိကပါလဲယေရှုခရစ်တော်ရဲ့မြစ်တာကိုလူတွေခံစားရဖို့ကအဓိကအကြဆုံးပဲ အနာရောဂါညေပြီးယေရှုမြစ်တာယေရှုရဲ့သဘောယေရှုရဲ့ကယ်တင်ခြင်းအစ်စ်မှန်ကိုလူတွေမခံစားရင်အဲ့ဒါအချင်းကြီးပဲကားရိုင်းထိလူတွေမရောက်လာဘူးဆိုရင်အဲ့ဒီအနာရောဂါညေနေတဲ့သူတွေလည်းအချင်းကြီးပဲကုံကုံပြောမယ်တေရားနေပြန်ရှင်အောင်တော့ကားရိုင်းထိအဲ့ဒီလူတွေမရောက်လာဘူးဆိုရင်အလကားပဲဒါကြောင့်လေယေရှုလာတာကားရိုင်းပေါ်မှာအသေးခံဖို့ဖြစ်တယ်ယေရှုရဲ့အဓိကမစ်ရှင်ကလူတွေအနာရောဂါညေမို့မဟုတ်ဘူးလူတွေအပြစ်ကလွတ်ဖို့ဖြစ်တယ်